ချစ်လိုက်ရမှကျေနပ်တာမုန်းလိုက်ရမှကျေနပ်တဲ့စိတ်ကဝေဒနာကိုပို့ပြီးတိုးစေတာကျောင်းဘုန်းကြီးတပည့်တယောက်ကမေးဘူးတယ်ရှင်မရတဲ့ရှင်မရဒီလောက်ဒုက္ခပေးတယ်လို့ရှင်မရသူ့ကိုမမုန်းလားဗျာဘုဒ္ဓရှင်တပောက်နည်းနည်းတော့ဖြစ်တယ်ပေါ့ဒါပေမဲ့ငါမမုန်းဘူးဒါမမုန်းဆိုရင်အရှင်မြတ်သူ့ကိုတန်ရုံးစင်ရှိနေလို့ပါဟာမဟုတ်မဟုတ်ဘူးလို့မမုန်းတာနဲ့ချစ်တာနဲ့မဆိုင်ဘူး မုံလည်းမမုံချစ်လည်းမချစ်ဘူးမချစ်မမုံနေနိုင်အောင်ကြိုးစားအဲ့ဒါအတ္တသာဆုံးပဲဘသူ့ကိုပဲဖြစ်ဖြစ်သိပြီးတော့လည်းမချစ်မစီသိပြီးတော့လည်းမမုံမစီချားစိတ်ကတိတ်ကောင်းမချစ်လည်းမချစ်ဘူးဒါဆိုရင်မုံလားမမုံလည်းမမုံအဲ့ဒီလိုနေနိုင်တဲ့စိတ်ကတက်တာလားအဲကြောင့်မလို့အချစ်အမုန်းကအပြစ်ရှုံးကိုဖြစ်စေတဲ့အတွက်ကြောင့်အချစ်အမုန်းကိုပယ်ပြီးတော့မချစ်မမုန်းဥပ္ပကနှလုံးသားပဲ မချင်မမုန်းနေနိုင်သူကအဲ့ဒီအချစ်အမုန်းတန်ရုံးစဉ်ကြောင့်ဖြစ်ပေါ်လာတဲ့မနာလိုစိတ်ဝင်တိုးစိတ်တွေရှိတော့မချင်မမုန်းနေလူအရင်ဥပိ္ပခာနှလုံးသားကတိတ်အရေးကြီးတယ်သူတွေ့လို့ချစ်ရမယ်ချစ်အချစ်တွေဖြစ်သွားမယ်ဆိုအချစ်တွေမဝင်စင်းနဲ့အချစ်ညားတယ်လေသူကအချစ်ကြောင့်ပူလောင်မှုတွေတိုးစိတ်ဒါဆိုရင်သူ့ကိုစန့်ကျင်ဘက်အနေနဲ့မုန်းရမှာလားမုန်းလည်းမမုန်းနဲ့မုန်းရင်လည်းဒေါသပဲ ဒေါသတန်ရုံစဉ်ပဋိကတန်ရုံစဉ်အဲ့တန်ရုံစဉ်ကလည်းပူတာပဲအမုန်းကလည်းရှောင်လိုက်ဒီကြားတဲ့စိတ်ကလေးကအချစ်လည်းမရှိဘူးမုန်းလည်းမမုန်းဘူးဆိုရင်မချစ်မမုန်းစိတ်ကလေးကတတ်တော်ရတယ်တန်ရုံစဉ်ကိုရှော့ချပေးတယ်အတွက်ကြောင့်ချစ်မှမချစ်တာဘာခံစားစရာမှမရှိတော့မုန်းမှမမုန်းတာဘာဒေါသမှလည်းမရှိတော့အဲ့လိုနေနိုင်လို့ရှိရင်အကုသိုလ်လည်းမဖြစ်တော့ဆိုတော့အကုသိုလ်မဖြစ်ဘူးကုသိုလ်လည်းဖြစ်လာဆိုတော့ဥပ္ပခာနှလုံးသားကုသိုလ်စိတ်မရှိဘူး ်ကုသိုလ်လည်းမဖြစ်ဘူးအကုသိုလ်လည်းမဖြစ်ဘူးချားစိတ်တော့ကုသိုလ်မဖြစ်အကုသိုလ်မဖြစ်တော့အကျိုးတရားကြတော့ကုသိုလ်မဖြစ်တာကောင်းကျိုးမခံစားရတာပဲရှိအကုသိုလ်ဖြစ်သွားရင်ဆိုးကျိုးပြီးဆက်ရဆိုတော့ကုသိုလ်ရဖို့တဲ့အကုသိုလ်မရဖို့အရေးကြီးတယ်အချစ်အမုန်းကိုအကြောင်းပြပြီးတော့မချစ်မမုန်းနဲ့စိတ်ကလေးနဲ့နေနိုင်လို့ရှိရင်ကုသိုလ်လည်းမဖြစ်အကုသိုလ်လည်းဥပေက္ခာနှလုံးသားနဲ့နေအတော်တတ်တာညာတတ္တဝါတွေမှာဒီစိတ်ကလေးတွေရောက်လို့ဆိုရင် ချစ်ချင်းမုံညင်းတွေကိုရှောင်နိုင်လို့ရှိရင်ဘဝမှာတက်တာလည်းနေရအချင်းမုံတန်ရုံးစီကိုရှော့ချနိုင်တဲ့အမြအပြစ်တွေအရှုံးတွေမရှိတော့ဘူးမနာလိုစိတ်ဝင်တိုစိတ်တွေနေသွားမနာလိုစိတ်ဝင်တိုစိတ်တွေနေသွားရင်ကိုယ့်ဘာသာကိုလည်းတက်တောင့်တတာနေရတဲ့အပြင်ပတ်ဝန်းကျင်နဲ့လည်းပဲတက်တောင့်တတာနေလို့ရသတ္တဝါတွေအဓိကမတည့်တာမနာလိုစိတ်ကြောင့်မတည့်တာဝင်တိုတဲ့စိတ်ကြောင့်မတည့်တာမနာလိုစိတ်တွေကိုဖယ်ရှားထားပြီးတော့ဥပိ္ပခာနှလုံးသားဓာတ်မွေဝမ်းမြောက်ပေးတဲ့မုဒိတာနှလုံးသားနဲ့နေသူကြီးဝိုင်းကိုယ်ကဝမ်းသာတယ် သူနဲ့ထပ်တူဝမ်းသာတာ